်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုကြရန် HRW တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲသည်လှည့်ဖြားထားသည့်အတူရောင်ရွေးကောက်ပွဲဖြစ်ခြင်းကြောင့်နိုင်ငံတကာအစိုးရများကအတိမတ်မပြုဘဲရှုံချကြရန်အမေရိကန်အခြေစိုက်လူအခွင့်အရေးလှိလာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကနိုဝင်ဘာ16ရက်တွင်တိုက်တွန်းထားပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်စစ်ကော်မရှင်သည်တရားဥပဒေစိုးမိုးရေးနှင့်နိုင်ငံ၏စတင်စပြုနေသောဒီမိုကရေစီစနစ်များကိုစနစ်တကျဖျက်ဆီးခဲ့သလိုရွေးကောက်ပွဲမတိုင်မီဖိနှိပ်မှုနှင့်အကြမ်းဖက်မှုများလှုံ့ဆော်ခဲ့ကြောင်း HRW ကဆိုပါတယ်စစ်ကော်မရှင်သည်နိုင်ငံရေးပါတီဒါဇင်အချို့ကိုဖျက်သိမ်းခဲ့သလိုနိုင်ငံရေးအကြံသား3000ခန့်ကိုလည်းဖမ်းဆီးထောင်ချထားခဲ့ပါတယ်ထို့ပြင်ဇူလိုင်လကပြဋ္ဌာန်းခဲ့သော အလွန်တင်းကျပ်သည့်ရွေးကောက်ပွဲဥပဒေဖြင့်ဒုတိယနှိပါကိုဖန်ဆီးခဲ့ကြောင်း HRW ကထောက်ပြထားပါတယ်။ HRW အာရှဒါရိုက်တာအီလိန်ပီယာစင်ကမြန်မာစစ်အစိုးရရဲ့အတူရောက်ရွေးကောက်ပွဲဟာငါးနှစ်နီးပါးကြံတန်းတဲ့စီရေဖိနှိပ်မှုတွေနောက်မှာနိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့အသေးအံကြိုးပမ်းမှုတတ်တက်တစ်ခုပါပဲဟုပြောပါတယ်။စစ်ကော်မရှင်သည်ရွေးကောက်ပွဲကိုတာဆီးခြင်းနှောက်ယှက်ခြင်းဖျက်ဆီးခြင်းမှကာကွယ်ခြင်းဆိုင်ရာဥပဒေကိုဇူလိုင်29ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။ ထို့ဥပဒေတွင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ဤမည်သည့်အပိုင်းကိုမဆိုဝေဖန်ပြောဆိုရုံနှင့်ယာဇဝတ်မှုမျှောက်စေသည်ဟုပြဋ္ဌာန်းထားပြီးဥပဒေချိုးဖောက်ပါကထောင်ဒဏ်အနည်း၂၀အထိထပ်မံခံရနိုင်တဲ့ဥပဒေဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကိုအမှန်အကန်ရွေးကောက်ပွဲတွေလို့အတိမတ်ပြုလိုက်မယ်ဆိုရင်မြန်မာနိုင်ငံမှာလူအခွင့်အရေးကိုလေးစားလိုက်နာတဲ့အယက်သားဒီမိုကရေစီအုပ်ချုပ်ရေးကိုလုံးဝထောက်ခံမှုမရှိဘူးဆိုတာကိုပေါ်ပြရာရောက်ပါလိမ့်မယ်ဟုလည်းအီပိန်ပီယာစင်ကပြောပါတယ်။ လက်တတော်တွင်ရွေးကောက်ပွဲဥပဒေဖြင့်ဖမ်းဆီးခံထားရသူ64ဦးရှိပြီးထိုသူတို့သည်လူမှုကွန်ရက်လှုပ်ရှားမှုများစတစ်ကာများနှင့်လက်ကမ်းစာဆောင်များဖြန့်ဝေမှုမင်ကွန်းပြောကြားမှုတို့ကြောင့်ရွေးကောက်ပွဲကိုနှောက်ယှက်သည်ဟုဆိုသောလောက်ရများအတွက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း HRW ကဆိုပါသည်ထိုထဲတွင်ရုပ်ရှင်ထားရိုက်တာများဖြစ်ကြသည့်ဇဘူထုံးတက်တွင်နှင့်အောင်ချမ်းလူတို့သည်ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ကိုဝေဖန်သည့် Facebook post ကို like ပြုလုပ်ခဲ့သည့်အတွက်ဖမ်းဆီးခံခဲ့ရသူများတွင်ပါဝင်ပါသည် နိုင်ငံဤနေရာဒေသအများစုမှာအတိုက်ခံများဤထိန်ချုပ်မှုအောက်တွင်ရှိနေသလိုတချို့မှလည်းအပြန်လန်သိမ်းပိုက်ရန်တိုက်ပွဲများဖြစ်နေခြင်းကြောင့်စစ်တပ်တွင်ယုံကြည်လက်ခံနိုင်သည့်ရွေးကောက်ပွဲများကျင်းပရန်လုံလောက်သောနေမြေထိန်ချုပ်မှုမရှိကြောင်း HRW ကမှတ်ချက်ပြုထားပါသည်စစ်ကော်မရှင်ကရွေးကောက်ပွဲမတိုင်မီလက်နက်ကင်တော်လိုင်းရေးအဖွဲ့များထံမှနေမြေများကိုပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းရာတွင်အရက်သားများနှင့်အရက်သားအခြေခံအဆောက်အအုံများကိုချက်ခါတလဲလဲလေးချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကောင်းစစ်ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ပါသည် စစ်ကော်မရှင်၏အကြံဖတ်မှုများနှင့်ပုံမှုဆိုးရွားသောပြိပခါများကြောင့်ပြည်တွင်ရွှေ့ပြောင်းနေထိုင်ရသူ၃တမ၅တန်းကျော်ရှိသည့်အနက်တန်း၂၀ခန်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေပါသည်။၂020ပြည့်နှစ်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲတွင်ဒေါအောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည်မဲဆန္ဒနှင့်82ရာခိုင်နှုန်းအနိုင်ရရှိခဲ့သည်။ထို့သော2021ခုနှစ်တွင်စစ်တပ်၏အာဏာသိမ်းမှုကြောင့်နိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုအဆုံးသတ်စေခဲ့ပါသည်။ အနာသိမ့်ပြီးနောက်စစ်ကော်မရှင်တီဝင်ကြီးများနှင့်လွှတ်တော်အမတ်198ဦးခန့်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အရာရှိ154ဦးကိုဖမ်းဆီးခဲ့ပါသည်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်တို့သည်မမှန်မကန်ဆွဆွဲချက်များဖြင့်နှိရှိထောင်နှံများချမှတ်ခံထားရပါသည်စစ်ကော်မရှင်တီနိုင်ငံရေးအထိုက်ခံအလုပ်ကိုနှိမ့်နေရန်ဒီမိုကရေစီအယက်သားအုပ်ချုပ်ရေးထူထောင်ရန်ဖြစ်နိုင်ခြေရှိသောဤသည့်အရာကိုမဆိုပြောင်းလဲပြည့်ရန်နှင့် စစ်တပ်ထိန်းချုပ်ထားသောနိုင်ငံတွင်တရားဝင်မှုရယူရန်ဂျိုးပန်းနေကြောင်း HRW ကထောက်ပြထားပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကလည်းဒီရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ဘယ်သူမှယုံကြည်မယ်မထင်ပါဘူးဟုအော်တိုဘာလအတွင်းကျင်းပတဲ့အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဤထိပ်သီးအစည်းအဝေးတွင်ပြောဆိုထားပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးပေါ်ကထရက်ကလည်းဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပခြင်းကိုစဉ်းစားရွေးပေမရနိုင်ဟုပြောဆိုခဲ့ပါတယ်။ ဒီလိုတရားမဝင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုအကြမ်းဖက်မှုဖိနှိပ်မှုနဲ့အာဏာရှင်အုပ်ချုပ်မှုစီကိုပဲပုံမနဲ့ဆိုင်အောင်သာလှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတဲ့ရှင်းလင်းပြသတဲ့သတင်းစကားကိုပေးဖို့လိုအပ်ပါတယ်ဟုလည်း HRWE အာရှဒါရိုက်တာအီလိန်ပီယာစင်ကပြောပါတယ်။ဆက်လက်ပြီးချွေကုတ်ကိုမှကြားဖြန့်ခိုင်းများကိုအပြတ်နှိမ့်နှင်းတော့မည်ဟုစစ်တလအောက်ခံ BGF နိုင်မောင်စောပြောပြန်အမေရိကန်နှင့်တရုတ်ဖိအားကြောင့်မဟုတ်ဘဲ BGF ကကြားဖြန့်နှိမ့်နှင်းရန်ဆုံးဖြတ်သည့်အချိန်နှင့် ်ဖီအာပေးချိန်တိုက်ဆိုင်မှုဟုဆိုတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ရွှေကုတ်ကိုမြို့တဲတွင်ချားဖြန့်များကိုအပီးသက်အပြက်နှိမ်နှင်းတော်မူဖြစ်ကြောင်းစစ်တလအောက်ခံကရင်နယ်ချားဆောင်တပ် PDF မှနိုင်မောင်စောကထိုင်းသတင်းမီဒီယာကိုခေါ်ယူပြောဆိုပါတယ်။ရွှေကုတ်ကိုတွင်ချားဖြန့်တထောင်နှင့်နှစ်ထောင်အကြားရှိပြီးချားဖြန့်များကိုလုံးဝမထားတော့ဘဲအပီးအပြက်နှိမ်နှင်းတော်မူဖြစ်ကြောင်းထို့သောနှိမ်နှင်းရာတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ဖိအားရှိလာ၍မဟုတ်ဘဲ BGF ကကြားဖြတ်နေနေရဆုံးဖြတ်သည့်အချိန်နှင်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း၎င်းကဆိုပါရယ်ရွှေကုတ်ကိုကိုနိုင်ငံသားယင်းနှိမ့်မြုံနံဖို့ဖိတ်ခေါ်ခဲ့တာကဖွံ့ဖြိုးထိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲ့ဒီအပေါ်မှာနိုင်ငံသားတွေကသူတို့ရဲ့ထိုးတက်တဲ့ဤပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ်လည်မှုပြုလုပ်နေတယ်ဆိုတာကိုကျွန်တော်တို့အခုနောက်ပိုင်းမှတွင်တွင်ကြဲကြဲလေးသိလိုက်ရတာပါအဲ့ဒါကြောင့်အခုနေအချိန်အခါမှာကမ္ဘာကြီးနဲ့အတူအိန္ဒိယနိုင်ငံနဲ့အတူကိုတို့အစိုးရနဲ့အတူ ပလန် A ပလန် B ပလန် C ရှိတဲ့နေရာမှာပလန် B နဲ့ပလန် C ကိုပေါင်းပြီးတော့အပီးတိုင်ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်။လုံးဝပပျောက်တဲ့အထိရပ်ပိုင်းအတွင်းမှာအပီးတိုင်ဖယ်ရှားရှင်းလင်းမယ်။နောက်ထပ်ဆိုတာမရှိတော့ဘူးဟု VGF နိုင်မောင်စောကပြောဆိုပါရယ်။ VGF ကကြားဖြတ်နိုင်တဲ့လုံဆောင်ရတွင်ကဘာ GEPR ကြောင့်ဖြစ်ပြီးမြေတိနိုင်ငံ EPR မှမရှိကြောင်းကြားဖြတ်များကြောင်းကဘာပြည်သူများနှိမ့်နာနေ၍ရှင်းကဲသို့လုံဆောင်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်ဟု၎င်းကဆက်လက်ပြောဆိုပါရယ်။အရင်က ABC ရှိတဲ့အခုက B ကိုကျော်ပြီး C ကိုလုံမယ်။ ကြားဖြန့်ကိုအပိသက်နှိမ့်နေရမယ့်အချိန်ရောက်ပြီးအမေရိကန်ဖီအားကြောင့်မဟုတ်ဘူးတိုက်ဆိုင်မှုဖြစ်တာလုံတင်လုံထိုက်တာလုံနေတာဒီအဖွဲကအလုလုရမယ့်အချိန်ကိုရောက်လာလို့အလုလုတာဖြစ်တယ်တရုတ်ဖီအားလည်းမရှိပါဘူးလုံတင်လုံထိုက်လို့လုံတာပါငွေလိန်ကိုင်းဆိုတာကတကဘာလုံးရဲ့ဖီအားရှိတယ်တကဘာလုံးကပြည်သူတွေဖီအားရှိတယ်ကျွန်တော်တို့ကပြည်သူတွေနှင်းစင်တဲ့အမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တုန်းကအဲ့ဒီလောက်ထဲထဲဝင်ဝင်တရားမသိကြတာအခုနောက်ပိုင်းဓာကြီးကချေချေပြန့်ပြန့်ဖြစ်လာတော့မဖြစ်သင့်တော့ဘူးဆိုပြီးအထူးတပ်ဖွဲ့ကဘူလာစီစဉ်ထားတဲ့အစီအစဉ်တွေကို ကျွန်တော်ပြီးတော့နောက်ဆုံးအစီအစဉ်ကိုအကောင့်ထဲဖော်ဖို့စတင်လှုပ်ဆောင်တာဖြစ်ပါတယ်ဟု၎င်းကဆိုပါတယ်။ရွှေကုတ်ကိုထူထောင်သူရှီကြည်ကျန်းကိုကြားဖြတ်ငွေလိမ့်မှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့နိုဝင်ဘာလ12ရက်နေ့တွင်လွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေသော DKPA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ထိုကဲ့သို့အခြေအနေများဖြစ်ပေါ်လာချိန်တွင် BGF နိုင်မောင်စောကကြားဖြတ်များလုံးဝအပြတ်နှိမ်နှင်းတော့မည်ဟုထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။တခြားတစ်ဖက်တွင်လည်းစစ်တပ်ကရွှေကုတ်ကိုအတွင်းသို့ BGF နှင့်အတူတွဲဖက်ဝင်ရောက်နေရာယူထားပြီးများမကြမီ KK ဘက်ကဲ့သို့ဟန်ပြကြားဖြတ်အရေးယူမှုများဆောင်ရွက်ရန်ပြင်ဆင်နေကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ KK ဘက်လည်းဒီလိုပဲဟန်ပြပဲလီဖြတ်တဲ့နေရာဖြတ်တယ်မဖြတ်တဲ့နေရာမဖြတ်ဘူး။ရှင်းရှင်းပြောရရင်နေရာပြောင်းတဲ့သဘောပဲ။လူတီများတဲ့နေရာကနေတောင်ကြားတွေထဲမှနေရာတွေဆောက်ပြီးပြန်ရွှေ့နေကြတာဟု ကရင်စည်ရည်သတင်းရင်းမြစ်ကရှင်းပြပါတယ်။မြောက်ပြည်မြို့နယ်တွင်ကြားဖြတ်စင်တာများကို VGS ဆော့ချစ်သူ DGBA အပါအဝင်စစ်တပ်နှင့်အဆင်ပြေသောလက်နက်ကင်တပ်ဖွဲ့များကအကြီးအကျယ်လုကင်နေကြခြင်းဖြစ်ပါတယ်။ဆလပီဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာမျက်ကွယ်တည်ထန်ချမှတ်ခံရာအိန္ဒိယကနေသူ့ကိုပြန်ပို့ပြီးဘင်္ဂလားဒေ့ရှ်အစိုးရတောင်းဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာရှိတ်ဟာစီနာကို ပြီးခဲ့တဲ့နှစ်ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲမှာအကြံဖတ်နှိမ်နင်းခဲ့မှုနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဘင်္ဂလားဒေ့ရှ်အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကတည်တံ့ချမှတ်လိုက်ပါတယ်။အသက်88နှစ်ရှိတ်ဟာစီနာကိုပြီးခဲ့တဲ့နှစ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကိုနှိမ်နင်းခဲ့တဲ့ကိစ္စမှာလူထောင်၄၀၀ခန့်သေဆုံးမှုနဲ့ပတ်သက်ပြီးနောက်ွယ်ကအဓိကကြိုးကြိုက်သူအဖြစ်မျက်ကွယ်တည်တံ့ချမှတ်ခဲ့တာဖြစ်ပါတယ်။ အမှုပြန်ရင်ဆိုင်ဖို့ Bangladesh အစိုးရကရှေ့ဟာစီနာကိုပြန်ပို့ဖို့တောင်းဆိုထားပေမယ့်အိန္ဒိယဘက်ကပြန်ပို့ဖို့အစီအစဉ်မရှိဘူးလို့သိရပါဗျ။ Bangladesh ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာနဲ့အတူဖိရဲရေးဝန်ကြီးဟောင်းအာဆာဒူဇာမန်ခန်းကမဲတို့လည်းတည်တံ့ချမှတ်ခံခဲ့ရပါဗျ။ဟာစီနာကဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူပထမဆုံးဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ရှေ့မူဂျီဘာယာမန်ရဲ့သမီးဖြစ်ပြီးတန်ဂီပါယာရှေ့နိုင်ငံရေးမိသားစုဝင်တအူဖြစ်ပါတယ်။1982ခုနှစ်ကစပြီး အဝါမီလစ်ပါတီကိုဦးဆောင်ခဲ့ပြီးရှေ့ဟာစီနာဟာ1996ခုနှစ်မှ2000ခုနှစ်အထိနဲ့2009ခုနှစ်မှ2024ခုနှစ်အထိဘင်္ဂလားဒေ့ရှ်ရဲ့ဝင်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ရှေ့ဟာစီနာအိန္ဒိယနိုင်ငံကိုထွက်ပြေးသွားပြီးနောက်ပိုင်းမှာသူဦးဆောင်ခဲ့တဲ့အဝါမီလီပါတီကိုလည်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကပါတီလှုပ်ရှားမှုအလုံးပိတ်ပင်ခဲ့ပါတယ်။စီးပွားရေးပညာရှင် မူဟာမတ်ယူနက်ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်ရာကြီးအစိုးရက2026ခုနှစ်ဖေဖော်ဝါရီလမှာအထွေထွေရွေးကောက်ပွဲတစ်ခုကျင်းပဖို့အစီအစဉ်ထားပါတယ်။သူ့ရဲ့အဝါမီလီပါတီကိုလာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်မပြုဘဲဆက်ပြီးပိတ်ပင်ထားမယ်ဆိုရင်ရွေးကောက်ပွဲကိုတပိတ်မှောက်မယ်လို့ဟာစီနာကပြောဆိုထားပါတယ်။လက်တလုံးမှလည်းအဝါမီလီပါတီထောက်ခံသူတွေနဲ့ဘင်္ဂလားဒေ့ရှ်အနာပိုင်တွေအကြားတင်းမာမှုတွေမြင့်တက်နေပြီးအတာကာမျိုးအနီးတစ်ဝိုက်မှာဖောက်ခွဲမှုတွေမိရှုဖြက်စီးမှုတွေဇက်တိုက်ဖြစ်ပွားနေပါတယ်။ ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်